ိုအပ်လာရင်ဥရောပနဲ့ရင်ဆိုင်စစ်ခင်းမှုအသင့်ရှင်နေကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကချင်းချောက်ခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းကြားဆက်ရဆေးရဆွေးနွေးမှုတွေမှာဥရောပနိုင်ငံတွေကကြောင်းဝင်ပြီးယူကရိန်းအတွက်အစိုးပြုချက်တွေအကြံပြုထည့်သွင်းပေးနေတဲ့နောက်ဒီဇင်ဘာ၂ရက်နေ့မှာပူတင်ကအခုလိုသတိပေးကြတာဖြစ်ပါတယ်။စစ်ပွဲကိုအဆုံးသတ်နိုင်အောင်အဓိကကြောင်းဝင်ဆက်ဆက်ပေးနေတဲ့အမေရိကန်ကိုဥရောပနိုင်ငံတွေကအကြံပြုချက်တွေနဲ့ချဲလဲနေတာကိုလက်မခံနိုင်ကြောင်းဥရောပကတင်ပြလာမဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ဟောင်း ရုရှားအတွက်လည်းလက်ခံနိုင်စရာမဟုတ်ကြောင်းပူတင်ကဆိုပါတယ်။ဒါ့အပြင်သူကဥရောပဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ငြိမ်းချမ်းရေးအားထုတ်မှုတွေကိုထိခိုက်အားနည်းအောင် ကြံစောင်းနေတယ်လို့လည်းဆက်ဆွဲခဲ့ပါတယ်။လင်းနေနေပါကြာမြင့်လာပြီဖြစ်တဲ့ရုရှားရဲ့ကျူးကျော်စစ်ကိုအဆုံးသတ်စေဖို့ဥရောပနိုင်ငံတွေကအမေရိကန်ကိုအကြံပေးထားတဲ့အဆိုပြုချက်ကိုယူကရိန်းသမ္မတဗလိုဒီမာဇလစကီးကလက်ခံခဲ့တဲ့နောက်ပူတင်ကအခုလိုရန်လိုတဲ့စကားတွေနဲ့တုံ့ပြန်လာတာဖြစ်ပါတယ်။ရုရှားဟာ ဥရောပနဲ့စစ်ဖြစ်ဖို့တော့အစီအစဉ်မရှိကြောင်းဒါပေမဲ့ဥရောပကဒီအခြေအနေကိုလိုလားပြီးစစ်ပွဲကိုစတင်ပြီးဆိုရင်ရုရှားကလည်းအခုကတည်းကအသင့်ဖြစ်နေကြောင်းပူတင်က မော်စကိုမှာကျင်းပခဲ့တဲ့ VTB Russia Calling ရင်းနှီးမြှုပ်နှံမှု Forum မှာကြုံဝါသွားခဲ့ပါတယ်ပူတင်ရဲ့ချင်းချမှုအပြီးနိုင်ပိုင်းအကြောင်းမှာတော့ Trump ဆေလွတ်ထားတဲ့ American အထူးကိုယ်စားလှယ် Steve Witkoff ဟာ Ukraine စစ်ပွဲရဆိုင်ရေးကိစ္စအတွက် မော်စကိုမှာရုရှားအစိုးရအရာရှိတွေနဲ့ဆွေးနွေးမှုစတင်ခဲ့ပါတယ် ဒါပေမဲ့အဆွေးနွေးပွဲရလဒ်တွေကတော့တိုးတက်မှုမရှိခဲ့ဘူးလို့ပူတင်ရဲ့အနီးကအကြံပေးသူကအမှတ်ချက်ပြုခဲ့ပါတယ်။ဂရမလီနန်းတော်ရဲ့အကြံပေးအရာရှိတူဖြစ်တဲ့ယူရီအိုရှာကော့ကဝစ်ကော့ထရမ်ရဲ့တမန်ဖြစ်သူဂျယ်ရက်ဂူရှနာတို့ပါဝင်တဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့၅နိုင်ကြာဆွေးနွေးခဲ့ပေမဲ့ယူကရိန်းအကြံအသင်းနဲ့ပတ်သက်ပြီးထင်သာမြင်တာတဲ့တိုးတက်မှုတွေရှိမလာခဲ့ကြောင်းသတင်းထောက်တွေကိုမှတ်ချက်ပေးသွားခဲ့ပါတယ်။နောက်ထပ်ဆက်လုပ်ရမယ့်အပိုင်းတွေအများကြီးရှိနေသေးတယ်လို့လည်း ဥရှာကော့ကဆိုပါတယ်။ရလပိုင်းကတိုးတက်မှုမမြင်ခဲ့ရပေမဲ့ဆွေးနွေးမှုတွေဟာတကယ်ပဲလက်တွေ့ကျအတုံးဝင်အပြုသဘောဆောင်ပြီးအချက်လက်တွေစုံလင်ခဲ့ကြောင်းသူကပြောကြားသွားပါတယ်။ပူတင်ကသူ့အနေနဲ့ဥရောပနိုင်ငံတွေအဆိုပြုတဲ့ဘယ်အချက်တွေပေါ်မကျေနပ်တယ်လဲဆိုတော့ကတော့တိတိကျကျထုတ်မပြောပါဘူး။သူကဥရောပအင်အားကြီးနိုင်ငံတွေဟာစစ်ပွဲကိုဆက်ပြီးရှေ့ကျဈေးကျတဲ့ဘက်ကရပ်တည်နေတာဖြစ်တယ်လို့လည်းဆွဆွဲသွားခဲ့ပါတယ်ရှင်။